ခုမှစပြီးတော့ထိုးပေါက်မဲ့ product တခုလူသိများအောင်ဘယ်လိုလုပ်သင့်လဲဆိုရဲလူတူရှင်းသုံးချက်မင်္ဂလာပါဒီဂျစ်ကွန်းဖောင်တာကိုစရာပြုပါမိတ်ဆွေက product တခုခုမှစထုတ်တယ်လူသိအောင်ဘယ်လိုလုပ်ရမလဲမသိဘူးဆိုလို့ရှိရှိချင်းဒီလူတူရှင်းသုံးချက်လေးပဲတော့နံပါတ်1ကတော့ကျွန်တော်အငယ်ရပြောနေတဲ့ target orient ကိုဘလူးကိုရောင်းပါလဲဆိုတာကိုအရင်စဉ်းစားပါနံပါတ်2ကတော့ကိုဘာ message ပေးပါလဲကိုဘာ message ပေးပါလဲဆိုတာကဘလူးမျိုးလဲဆိုတော့တခြားဆရာဘွယ်ပဲနဲ့ကိုဆရာဘွယ်အောင်လို့ကိုဘာပြောပါလဲကိုရဲ့ကိုမျက်စိအေးသေးလားကိုရဲ့ဈေးထောင်းလားနောက်ပြီးတော့ကိုဘာတခြားလူတွေနဲ့တာတာပါရှိတယ်အဲ့တော့ဘာ message ပေးပါလဲအရေးကြီးပါတယ်နောက်နံပါတ်3ချက်ကတော့ကိုယ်လူနေများသိအောင်လို့ဘလို့နီးလဲနေနဲ့စူးစမ်းပါတယ် ကိုက offline တော့မှာလားဒါမှမဟုတ် online တော့မှာလား online မှာဆိုလို့ရှိရင်လည်းပဲ platform တွေတော့ပါလဲ Facebook လား Instagram လား TikTok လားနောက်ပြီးတော့ Viber group တွေလုံးပါလား Telegram group တွေလုံးပါလားဘယ် platform တွေ ਆ နေပြီးတော့ကိုယ်လူသိအောင်လုပ်လဲဆိုတာရေးကြည့်ပါမယ်ဆိုတော့အခုမှစပြီးတော့ product တစ်ခုစပြီးတော့ဖောက်တော့မယ်ဆိုလို့ရှိရင်အများကြီးမစိမ်းသာပဲနဲ့ကျွန်တော်အခုပြောတဲ့၃ချက်လေးပဲအရင်လုပ်ကြည့်ပါဦး။ဒီရန်အချို့ရှိပါလိမ့်မယ်။